မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မုံရွာမန္တလေးလမ်းပေါ်ကစစ်ကောင်စီတပ်စခန်းနဲ့စစ်စည်ရေးဂိတ်ကိုဒေါ်လန်ရီတပ်တွေတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်စကိုင်းတိုင်းမုံရွာမန္တလေးလမ်းပိုင်းပေါ်ကခရီးသွားပြည်သူတွေကိုဝေတောင်းခန့်နေတဲ့စစ်ကောင်စီတပ်အထိုင်စခန်းနဲ့စစ်စည်ရေးဂိတ်ကိုတုံးရက်ဆက်ခြုံနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းမြောင် drone 4 MDF drone တင်ရဲ့တင်တူးတော်ဝန်ကံကပြောပါတယ် နိုဝင်ဘာ26ရက်နေ့လယ်2နာရီခွဲကမြင်းမှုမျိုးနဲ့အလက်ပကရွာကိုစုဖျားအနီးကဂိတ်ကိုဘုံဒီနှလုံးကျဲချတိုက်ခိုက်ရာဂိတ်ပံကဘေးကြားရောက်ပောက်ကွဲခဲ့ကြောင်းမြောင်ဒရုန်းဖုန် MTF ကထုတ်ပြန်ပါတယ်။နိုဝင်ဘာ28ရက်ညနေ3:15မိနစ်ခန့်ကလည်းကိုစုဖျားကုန်းပေါ်ဂိတ်ပံကကိုဘုံဒီလေးလုံးထပ်မံကျဲချတိုက်ခိုက်ရာစစ်သား3ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ MTF ကဆိုပါတယ်။ နိုဝင်ဘာ28ရက်ညနေ9:00နာရီခန့်ကလေမြင်းမှုမျိုးနဲ့မြောင်းလန်းကွယ်ရှိစစ်ကောင်စီအထိုင်ချစခန်းနဲ့ဂိတ်အားဘုံသီးလေးလုံးကျဲချတိုက်ခိုက်ရာစခန်းအတွင်ကြားရောက်ပေါက်ကွဲခဲ့ကြောင်းမြောင်းထရုံး4 MTF ကတရီပေးပါရယ်ဒုတိယရက်ကိုစုဖျားပေါက်ဂိတ်ဖွဲ့တောင်းနေချင်းခြားတာသုံးကောင်ပြင်းထန်တရရရသွားတယ်သုံးရက်မြောင်းနေ့ကသူတို့ပင်မအထိုင်ကိုခြားတာ လေးလုံးလုံးစက္ကန့်နဲ့အကုန်ချရောက်ပောက်ကွဲတယ်အထိကိကမသိရသေးဘူးလို့ MTF drone တင်းရင်တင်းတူတာဝန်ခံကပြောပါတယ်တိုက်ခိုက်ခံရတဲ့စက္ကန့်နဲ့ဂိတ်ဟာခရီးသွားပြည်သူတွေကိုနေ့စဉ်စစ်ဆေးငွေညှစ်လေရှိပြီးဆိုင်ကယ်နှစ်ယောက်ပိုစီးလာရင်လည်း PDF ဆိုပြီးပြစ်လိုက်တယ်လို့အထက်ပါတာဝန်ခံကပြောပါတယ်ကြာပြင်းအလပကရွာတဲ့ကပြည်သူတွေကိုလည်းဖမ်းဆီးရိုက်နှက်လေရှိပြီးအနီးဝန်းကျင်ရွာတွေကိုပါ လက်နက်ကြီးနဲ့ပစ်ခတ်လေးရှိတယ်လို့ဒေသခံတွေစီကသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုမြောင်ထရုံဖုံ MDF နဲ့မြေမှုမျိုးနဲ့ပါကာဖာ AR မြေပွေငန်ဆွန် Justice Warrior တပ်ဖွဲ့ Revolutionary Air Force တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းအသိပေးထားပါတယ်။မော်ရွာမန္တလေးလမ်းပိုက်မှာခရီးသည်တွေကိုငွေတောင်းနေတဲ့စေအုပ်စုတိုက်ခိုက်ခဲ့ရပြီးစစ်သားတအုပ်သေးဆုံးကြောင်း Area 71 LPDF မော်ရွာအဖွဲ့ရဲ့တာဝန်ရှိသူကပြောပါရယ်။နိုဝင်ဘာ26ရက်မနက်ကလည်းမော်ရွာမန္တလေးလမ်းပိုက် မော်ရွာနဲ့ချောင်းဦးမြို့နယ်ကြားကစီဆိုင်တဆိုင်အနီးမှာခရီးသည်တွေစီကနေငွေကြေးအရမကောက်ခံနေတဲ့စစ်ကောင်စီတပ်နဲ့ပြူစော်တီတွေကိုပြစ်ခတ်တိုက်ခိုက်ခံခဲ့ရပါသေးတယ်။ဆက်လက်ပြီးပြည်သူခွနဦးကိုတပ်ဖြတ်ရမှာပါဝင်ခဲ့တဲ့ပြူကောင်းဆောင်ဝင်းမြင့်ကိုတော်လရေးအဖွဲ့တွေတိုက်ခိုက်ရှင်းလင်းအတူပါလာသူပြူစော်တီပါတည်ဆုံပြီးတနက်တလရရှိတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပြည်သူခွနဦးကိုရက်ဆက်စွာတပ်ဖြတ်ရမှာပါဝင်ခဲ့ဘူးသူရွာငံမြို့နယ်မှာပြူစော်တီကောင်းဆောင်ဝင်းမြင့်ကိုတော်လရေးအဖွဲ့တွေကတိုက်ခိုက်ရှင်းလင်းခဲ့ရာ ဖြူကောင်းဆောင်နဲ့နောက်လိုက်တအူးတို့တည်ဆုံခဲ့ပြီးတနတလက်သိန်းစီရရှိခဲ့တယ်လို့ DSNDA အဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ပီကရနိုဝင်ဘာလ29ရက်မနက်9နာရီခန့်မှာရွာငံမြို့နယ်ညင်းကြတိုးရွာမှပြူစောတီကောင်းဆောင်ခွေးညက်လိုက်ပါလာတဲ့ကားကိုသတင်းအတိအကျရတာကြောင့်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက်ခိုက်မှုအတွင်းအဆိုပါပြူစောတီကောင်းဆောင်နဲ့သူ့လက်ထောက်တို့တေဆုံပြီးဖြစ်စတိုတလန် 9mm ကြီး၁၆တောင်းနဲ့အခြားသက်တေကံပစ္စည်းများလည်းတင်စီရရှိခဲ့ပြီးတရေအတိအကျပေးသူဟာလည်း DSND ရဲ့အဖွဲ့နဲ့ပူးပေါင်းခဲ့တယ်လို့သိရပါတယ်ဖြူစောတိကောင်းဆောင်ဝင်းမြတ်ဟာ2021ခုနှစ်9လပိုင်းမှာပေရင်တောင်ရွာကိုမိရှို့ပြီးပြည်သူခဏဦးကိုရရက်ဆက်ဆက်တပ်ဖြတ်ခဲ့ရမှာပါဝင်ခဲ့သူဖြစ်ပြီး2022ခုနှစ်6လပိုင်းမှာလွှတ်စင်ကျေးရွာမှာ ပြည်သူပိုင်နေအိမ်လေးလုံးကိုမိရှို့ဖျက်ဆီးရမှာလဲပါဝင်ခဲ့တယ်လို့သိရပါတယ်။ ကြာပြင်2023ခုနှစ်9လပိုင်းမှ9လပိုင်းအထိမြက်ခါအင်းရွာမှာဖြီသူပိုင်နေအိမ်38လုံး၊ကြောက်ပတ်ချုံရွာမှာဖြီသူပိုင်နေအိမ်9လုံးမိရှုဖျက်ဆီးခဲ့ပြီး15နှစ်အရွယ်မိန်းကလေးတအူးကိုမရင်ကျင်းခဲ့တဲ့ပြစ်မှုအပါအဝင်မင်းပလောင်ကြီးရွာကိုရွာလုံးကျွတ်မိရှုဖျက်ဆီးမှုတွေမှာလည်းကျမ55နှစ်ပူပေါင်းပြီးဥဆောင်လောက်ကင်ခဲ့သူဖြစ်ကြောင်းလည်းသိရပါတယ်။ဒါရီမကရွာငံမျိုးနယ်အတွင်းရှိတစ်တော်တွေကိုစစ်တပ်နဲ့ပူပေါင်းပြီးတရားမဝင်ထုတ်ယူတာတွေအသားလိုက်စေအကြောင်းပြပြီး တာရင်နာရီမတန်ပွဲလန်းသဘင်ပြုလုပ်ရာတွင်အခွန်ဝေတွေကိုအဆမတန်အတင်အဓမ္မတောင်းယူတာတွေနဲ့ပြည်သူတွေကို PDF နဲ့အဆက်အသွယ်ရှိတယ်ဆိုပြီးဖမ်းဆီးတာတွေလုံဆောင်နေတယ်လို့လည်းသိရပါတယ်။ဆက်လက်ပြီးဝင်းမြလက်အောက်ခံပြူစောထီးတွေနဲ့စစ်တပ်တောက်တိုင်တွေကိုလည်းပြည်သူအပေါ်ရုံမာမှုတွေကျူးလွန်လာပါကထပ်မံတိုက်ခိုက်ရှင်းလင်းသွားမယ်လို့ DSNT ကသတိပေးထုတ်ပြန်ချပါတယ်။ဆလဘီစီအာနာသိမ်းပြီးနောက်လွန်ငိမ်း၁၈ကြိမ်မှာနိုင်ချင်း၁၃ရာခိုင်နှုန်းကျော်သာပါဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီး9နှစ်နီးပါးအတွင်းလူငင်းချမ်းသာခွင့်18ကြိမ်ချိညာခဲ့ပြီးနိုင်ငံရေးအကျဉ်းသားပါဝင်မှုမှာ73.8ရာခိုင်နှုန်းသာရှိခဲ့တယ်လို့ ISP မြန်မာရဲ့ဖော်ပြချက်အရသိရပါတယ်။အဆိုပါလူငင်းချမ်းသာခွင့်18ကြိမ်ချိညာခဲ့မှုအတွင်းအကျဉ်းသူအကျဉ်းသား13,226ဦးကိုပြန်လွှတ်ခဲ့ရမှာနိုင်ငံရေးအကျဉ်းသား15,444ဦးပါဝင်ခဲ့ပြီးနိုင်ငံရေးအကျဉ်းသားပါဝင်မှုမှာ73.8ရာခိုင်နှုန်းသာရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ 2021ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်းပုံမှန်905ကကြီးနဲ့ဖမ်းဆီးထားသူတရားစွဲဆိုထားသူ1665ဦးကို2025ခုနှစ်နိုဝင်ဘာ26ရက်မှာစစ်ကောင်စီကလူငယ်ခွင့်နဲ့တပ်တော်ခွင့်များပေးခဲ့ရာပုံမှန်905ကကြီးတစ်ခုတည်းဖြင့်အကျဉ်းချထားသူ824ဦးကိုပြန်လွှတ်ခဲ့တယ်လို့သိရပါတယ်ပုံမှန်905ကကြီးအပြင်အခြားပုံမှန်တွေနဲ့ပါပြစ်ဒဏ်ချထားသူ 2361ဦးကိုပုံမှန်905ကကြီးဖြင့်ပြည်တပ်ချမှတ်ထားမှုများအတွက်လူငင်းတက်တာခွင့်ပေးခဲ့ပြီးပုံမှန်905ကကြီးနဲ့၎င်းအဲ့ဒီပြမှုနဲ့ထွက်ပြေးတိမ်းရှောင်နေရတဲ့ပုံမှန်910ဖြင့်၎င်းတရားစွဲဆိုခံရသူ9580ဦးတို့၏ကြားနာစစ်ဆေးဆဲအမှုတွေကိုလည်းပိတ်သိမ်းခဲ့တယ်လို့ဆိုပါတယ်မြန်မာရေးနဲ့ပတ်သက်ပြီးနိုင်ငံတကာရဲ့တူညီဆန္ဒတွေထဲမှာဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးပြန်လွတ်ပြီးအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ရေးတိုက်တွန်းချက်မှာအကြောင်း အချက်တစ်ခုဖြစ်ကြောင်းကိုလည်းဆိုထားပါတယ်စစ်ကောင်စီရဲ့အခုလူငယ်သက်သာခွဲမှာဒေါအောင်ဆန်းစုကြည်ကဲ့သို့အရေးပါတဲ့နိုင်ငံရေးခေါင်းဆောင်တွေပါဝင်လာခြင်းမရှိသေးတာကြောင့်နိုင်ငံရေးအကျဉ်းသားများပြန်လို့ရင်းနဲ့ပတ်သက်ပြီးနိုင်ငံတကာဖိအားတွေဆက်ရှိနေမယ်လို့ ISP မြန်မာကအသိပေးထားပါတယ် ဆက်လက်ပြီးစစ်တပ်ကမှမှန်ကန်သည့်အချက်အလက်များဖြင့်ကြားဖြန့်တွင် DGBA နှင့် KNU ကိုပူးပေါင်းညှိစွန်းနေဟန်ပုံဖော်နေဟု KNLA ပြောစစ်တပ်ကသူ့လုပ်ရက်များပေါ်မှဆို၍ KNU ကိုအသေးအတန်ဖိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် စစ်တပ်ဟောင်းသတင်းအချက်လက်အမှားတွေနဲ့အတူအွန်လိုင်းငွေလေးလုပ်ငန်းတွေမှာ DGPA နဲ့ KNU တို့ပူးပေါင်းလှုပ်ဆောင်နေဟန်ပုံဖော်နေပြီးဒါဟာစေအုပ်စုကသူတို့လောက်ကိုင်းနေသမျှတွေပေါ်လာမှဆိုတာကြောင့်ခရီးအမျိုးသားအစည်းအရုံး KNU ကိုတိုက်ခိုက်နေတာဖြစ်တယ်လို့ခရီးအမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကသတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်နေ့မှာစစ်ကော်မရှင်ပြောခွင့်ရစော်မင်းထုံးက KNU နဲ့ DKPA တို့ပေါင်းစည်းနေကြောင်းထင်းရောင်ထင်းမအချက်တွေကိုအခြေခံကမှားယွင်းစွာဖော်ပြထားပြီး KNU ကိုငွေလင်ကိုင်းနဲ့ညှိစုံးနေကြောင်းအသေးအထန်သွတ်သွင်းနေတယ်လို့ KNL ကဆိုထားပါတယ်။အမှန်တကယ် KNU နဲ့ KDPA KKO တို့ဟာလုံးဝပတ်သက်ခြင်းမရှိတော့ဘဲ1998ခုနှစ်မှာ KNU ဟာရန်သူထိုးစစ်ကိုရင်ဆိုင်နေရစဉ်မန်ယောပဇန်ဆိုသူဟာ KNU နဲ့အပြိုင် KSO ကိုဖွဲ့စည်းတည်ထောင်ခဲ့တာကြောင့်ထိုသူကို KNU ကနေထုတ်ပယ်ထားကြောင်းဒါကြောင့် DGBA ဥက္ကဋ္ဌဖြစ်သူမန်ယောဗဇန်နဲ့ KNU ဟာပတ်သက်မှုမရှိကြောင်းထုတ်ပြန်ပြောဆိုထားပါတယ်။ဒါပေမဲ့စော်မင်းထွန်းကတော့ KKO ရဲ့မိခင်အဖွဲ့အစည်းအဖြစ် KNU ကိုရည်ညွှန်းပြောဆိုထားကြောင်းဒါဟာယုတ်တိမရှိကြောင်း DGBA နေ့အဖြစ်နှစ်ဆင့်ကျင်းပနေတဲ့နေ့ဟာ KNU ကိုတရားဝင်ပုံကန်းတဲ့နေ့ဖြစ်ကြောင်း DGBA ဟာ KNU နဲ့အတူမရက်တီပဲစစ်တပ်ဘက်ကိုရင်းရိုင်းနေခဲ့ပြီး အနာသိမ့်ပြီးနောက်မှာလည်း NCA အခမ်းအနားတွေကိုတက်နေကြောင်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုလည်း DGPA ကအခုညီမှာဖြစ်ကြောင်းအဆိုပါအချက်လက်တွေကို DJ အဖြစ် DGPA ဟာသူ့ရည်တည်ချက်နဲ့သူသွားနေပြီးဇော်မင်းထွန်းပြောဆိုထားတာနဲ့တခြားစီဖြစ်နေတယ်လို့ KNLA ကဆိုပါတယ် KNU ရဲ့နိုင်ငံရေးချက်တီချက်ဟာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးကိုထိခိုက်လာနေတဲ့အပြင်တသက်လုံးဗိုလ်ချစုမှုရဲ့အတွက်မကောင်မှုမှန်သမျှကိုကျူးလွန်ထားတဲ့သူတို့ရဲ့လက်မဲကြီးပေါ်သွားမှာကိုစိုးရိမ်တာကြောင့်စစ်အုပ်စုက KNU ကိုသွေးယူသွေးတမ်းတိုက်ခိုက်နေတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဇမိုက်တရင်တဲ့စက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။